အာစနယ်ကစားသမားတွေတပတ်လောက်ခပမာဏဘလောက်ရရှိနေပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျာကိုခိုင်းစ်တဖုတ်ဘောရှူကနေကြိုးစားပါရယ်ကျွန်တော်ကိုခတ်မှာအာအီဖန်တချို့အမေးများတဲ့ဒီမိကွန်းလေးတခုကိုကျွန်တော်အကြောင်းလေးတခုပြန်လှုပ်ပေးလိုက်ပါမယ်ဒါတော့လက်ရှိအာစနယ်ကစားသမားတွေထဲမှာလောက်ခပမာဏအများဆုံးရနေတဲ့သူတွေက ဘသူတွေလဲအသေးစိတ်လောက်ခပမာဏပေးချင်မှုတွေကဘလို့ရှိတယ်လဲစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အဲကျွန်တော် capology.com ကနေထုံးတဲ့တိုင်းပဲကောက်နှုတ်ပြီးတော့တင်ဆက်ပေးသွားမှာပါကျွန်တော်ဘာကြောင့် capology ကိုယူရတယ်လဲတခြားသော site တွေလည်းရှိတယ်ဗျဥပမာပြောရင်တော့ slurry.com တို့ဘာလို့ကလဲပေါ်ပြမှုတွေရှိတယ်ဒါပေမဲ့ capology ကအသေးစိတ်တယ်သူတို့ရတဲ့တပတ်လောက်ခပမာဏတွေမကောက်ဘူးဘောလုံးရသည်တရားသည်ပြီးတိုင်းပါကြီးရပါတော့ bonus gross တွေလည်းပါတယ်ဗျအဲ့တို့ကြောင့် အသေးစိတ်လုံးတဲ့အတွက်ဒီ capology ကိုရွေးချယ်ဆွေးနွေးပေးတာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့အရှင်ဆုံးပြောချင်တာ verify လောက်ထားတာရှိတယ် verify မလောက်ထားတာရှိတယ် verify လောက်ထားတာကတော့ဒီကစားသမားရဲ့လောက်ခပမာဏဒီလောက်ရတယ်ဆိုတာအဲ့ဒီ capology ကအတီးပြူထားတာပေါ့ဗျာ verify မလောက်ထားတဲ့လောက်ခပမာဏကတော့ဒါခတ်မှန်းထားတဲ့လောက်ခပမာဏပေါ့တိုးတိုးအနည်းဆက်ဆုံးမှာရှိပါတယ်ဆိုတော့အာဆယ်အသင်းမှာဘယ်ကစားသမားတွေကလောက်ခပမာဏများနေတယ်ဘယ်ကစားသမားတွေကနည်းနေတယ်အခုပဲလေ့လာလိုက်ရအောင်ပထမဆုံးတစ်ယောက် ကျွန်တော်ဒေါမန်ဒေါမန်ဒီတပတ်လောက်ခပေါင်း3000ကျွဲရပါတယ်ဘောလုံးရသည်တရာသည်ပြီးတိုင်းသူ့ပေးရမယ့် bonus က4သိန်းကျွဲပေးရပါတယ်အတိအကျဆို4သိန်း5500ပေါ့ bonus နဲ့တပတ်လောက်ခပေါင်းမယ်ဆိုရင်ဘောလုံးရသည်တရာသည်ပြီးရင်ဒေါမန်က2.2 million pound ရပါတယ်2.2 million ဆိုတာ22သိန်းဆိုတဲ့သဘောမျိုးပဲဒေါမန်လို့ player မျိုးတွေဒီလောက်တော့ လုံလောက်မှုရှိတယ်ခြေတော်မယောပြောတာမဟုတ်ပါဘူးလူငယ်ကစားသမားလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်အသင်းရဲ့လောက်ကပမာဏပေးချေ policy ရဆွတ်ဆက်ပြီးပေးလို့မရအောင်ဟာမိုးဒေါမန့်ရေးလေကောင်းတယ် potential ရှိတယ်ဒီလောက်ကနဲတာပေါ့ဘာညာဆိုတာသူတို့တာဝန်ရှိရတယ်လည်းသိတယ်ဒါပေမဲ့လူငယ်တွေကိုအဲ့ဒါလောက်ထိစွတ်ပေးလို့မရအောင်လူငယ်လူငယ်ဖြစ်တဲ့အတွက်ကြောင့်ငွေနှောက်လိုက်ပြီးပျက်စီးသွားနိုင်တဲ့အပိုင်းမျိုးလေးတွေရှိတယ်အင်္ဂလိပ်ဘောလုံး club တွေကတော့ဒီဘိုင်းမှာတော်တော်ကောင်းနေဗျာ လူငယ်ကစားသမားတွေကိုအဲ့လိုမျိုးဆွတ်ဆက်ပြီးတော့ပစ်စလတ်ခတ်ပေါ့နော်ငွေပေးချင်မှုတွေမလုပ်ဘူးအခု United မှာဆိုရင်လေကိုဘီမိန်းနူးဖြစ်နေတဲ့ပြဿနာကအဲ့တလို United တောင်ဝင်ရှိတဲ့သူတွေကလောက်ကပမာဏပေးလိုက်လို့ရတယ်။ဒါပါတော့2သိန်းတို့3သိန်းတို့ပေးပလိုက်လို့ရတယ်။သို့တော့အဲ့လိုပေးလိုက်ရင်ကစားသမားတို့ကကောင်းတာထက်စိုးတာပို့ပြီးတော့များသွားနိုင်တယ်။သူရဲ့အသက်အရွယ်နဲ့ရင်းချက်မှုပိုင်းကိုမူတည်ပြီးတော့လောက်ကပမာဏတွေကိုပေးချေတယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ကြောင့် mass down man အခုရနေတဲ့လောက်ကပမာဏကတော့ကျွန်တော်က price to performance ဖြစ်တယ်လို့ထင်တယ်။ Okay နောက်ထပ်တယောက်ကတော့ Scully Scully ကတော့စာချုပ်တံတန်းတိုးတာသိမကြသေးဘူးဆိုပေမဲ့သူ့ကိုလည်း Arsenal အသင်းပေးချေတဲ့လောက်ခပမာဏကတပတ်ကိုပေါင်4000ခွဲပဲပေးပါတယ်။ဘောလုံးရသည်တရားသည်ပြီးရင်ပေါင်9800ပဲရပါတယ်။အဲ့တို့ကြောင့် Louis Scully ကဘောလုံးရသည်တရားသည်ပြီးရင်အခြေခံတပတ်လောက်ခပမာဏရော bonus တွေရောအားလုံးပေါင်းမှာ2.9 million ပဲရပါတယ်။ ေါင်29သိန်းပေါ့ဗျာကဲနောက်တစ်ယောက်ကတော့ Christian Mosquera ဖြစ်ပါတယ် Mosquera ရဲ့တပတ်လောက်ခသည်ပေါင်9500ဖြစ်ပါတယ်သူ့ဘောလုံးရသည်တရားသည်ပြီးတဲ့အခါတိုင်းတပတ်လောက်ခပေါင်9300ွက်ပေးရပါတယ်ဘောလုံးရသည်တရားသည်ပြီးတိုင်းသူ့ရဲ့လောက်ခပမာဏအားလုံးပေါင်းလိုက်ရင်ပေါင်3.5 million ရရှိပါတယ်ແລະကျွန်တော်တစ်ခါတော့အာစတင်ကစားသမားတွေရဲ့လောက်ခပမာဏအကြောင်းတော့ပြောပြဘူးတယ်တို့ပေမဲ့သူတို့ရဲ့ bonus အဲ့ဒီချိန်ကာလတော့ capology ကမပေါ်ပြထားဘူးအခုမှနောက်ဆုံး update အနေနဲ့ bonus တွေပါပေါ်ပြထားတဲ့အတွက်ကြောင့်အသေးစိတ်သိအောင်ကျွန်တော်ဒီ content ကိုဒုတိယတစ်ချိန်အနေနဲ့ဆက်လက်လုပ်ပေးလိုက်တာပါ content ရှားတာလည်းပါတာပေါ့နော်ဒီချိန်ကကဲတော့ပါအဲ့တော့မသိသေးတဲ့ညီကိုတွေအနေနဲ့တော့သိသွားမှဖြစ်တဲ့အတွက်အကျိုးတစုံတရာရရှိလိမ့်မယ်လို့ထင်ပါတယ်ကဲနောက်တစ်ယောက် capa reza blacker ကပ္ပာရဲ့ခြေစီးမှာလောက်ခပမာဏအများကြီးရတာပါ3,900လောက်ရပါတယ်တိုးတော့အာစတင်မှာတော့ တပတ်လောက်ခပေါင်6000ပဲရပါတယ်ဘောလုံးရသည်တရားသည်ပြီးရင်သူ့ကိုပေးရမယ်ဘောနပ်စ်က9သိန်း8000ပဲရှိပါတယ်ဒီတော့ကြောင့်ကပားရဲ့လောက်ခပမာဏသည်အာစတန်မှာအတော်လေးကိုနှဲသွားတယ်လို့ပြောရမှာပါ6000ဆိုတော့၃ပုံပုံတပုံလောက်ပဲရပါတယ်နောက်တစ်ယောက်ကတော့ Christian Nogat ပါတပတ်လောက်ခပေါင်6000ွယ်ဖြစ်ပါတယ်ဘောလုံးရသည်တရားသည်ပြီးတိုင်း Nogat ကို အာစတန်တင်းက8သိန်း4000ွယ်ဘောနပ်စ်ပေးပါတယ်နောက်တစ်တယောက်ကတော့ Piro Ingepier ပါ ။အင်ကပြင်းကဒပတ်လုတ်ကဘောကနဲ့တူတူပဲပေါင်6000ကျွဲရတဲ့ဘောလုံးရသည်တရားသည်ပြီးတိုင်းပေးရမယ့် extra bonus က8000ကျွဲပါ။အင်ကပြင်းနဲ့နော့ကတ်ကိုဈေးညှိထားတာချင်းအကုန်တူပါရယ်ခင်ဗျ။ဘောလုံးရသည်တရားသည်ပြီးရင်တပတ်အခြေခံလောက်ခပမာဏရော bonus တွေရောအလုံးပေါင်းရင်4.2 million ပေါင်ရရှိပါတယ်။ကဲလာပြီနောက်တစ်ယောက် မာတင်ဇူဘီမန်နီ verify လုပ်ပြီးသားလောက်ခပမာဏပါကျွန်တော်မာတင်ဇူဘီမန်နီကိုဒီနေ့ရာဒီအာစတန်တင်ခေါ်ယူတဲ့အပြောင်းရွှေ့ရေးတဲမှာဘာကြောင့်အမှန်ကန်ဆုံးပြောခဲ့တာလဲဆိုတော့ဒီပိုင်းနေကြောင်ပါပါတယ်ပြောင်းရွှေ့ခြင်းအပြင်တက်တာတဲ့လောက်ခပမာဏအပြင်တက်တာတဲ့အသက်အရွယ်ကောင်ခြေသွမ်းပိုင်းရအမြင့်ဆုံးရှိနေတဲ့ကစားသမားတစ်ယောက်အဲ့တို့ကြောင့်မာတင်ဇူဘီမန်နီကိုခေါ်တာတန်ဖိုးအရှိဆုံးလို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့ဇူဘီမန်နီဒီတပတ်လောက်ခပေါင်900ကျွဲရပါတယ်ပွင့်လင်းပြောတော့မတန်ပါဘူးမာတင်ဇူဘီမန်နီရဲ့ လောက်ခပမာဏတသိန်းခွဲနဲ့နှစ်သိန်းကြားလောက်အနည်းဆုံးရရှိသင့်တဲ့ခြေစွမ်းပိုင်ရှင်မျိုးဖြစ်ပါတယ်ဒါပေမဲ့အာဆင်နယ်ကတော့ရအောင်ညီနိုင်ဆွေးနွေးခဲ့တယ်ပေါ့ဗျာတပတ်မှပေါင်9000ခွဲပဲပေးရတယ်ဘောလုံးရသည်တရာသည်ပေးတိုင်းပေးရမယ့် bonus ကလည်း9000ခွဲပဲရှိတယ်တသန်းတော့မပြည့်ဘူးအဲ့တော့ဘောလုံးရသည်တရာသည်ပြင်လုံးပေါင်းရမယ့် amount ပမာဏက4.8 million ပဲစူပီမန်ဒီကိုပေးရပါတယ်ပြောမယ်ဗျာနွန်နယ်ရီတောင်မှစူပီမန်ဒီထက်လောက်ခပမာဏများတယ် ရန်နရီဒီဒဗက်လောက်ခါကိုပေါင်8000တောင်ရတယ်ဘောလုံးရသည်တရာသည်ပြီးတိုင်းပေါင်တသန်းဘောနပ်ရပါတယ်တနည်းအားဖြင့်သိန်းနဲ့တွက်မယ်ဆိုရင်ပေါင်10သိန်းပေါ့နော်နောက်တစ်ယောက်ဂျူရီယန်တင်းမှာဒဗက်လောက်ခါပေါင်9000တောင်မှာဘောလုံးရသည်တရာသည်ပြီးတိုင်း1.5 million ဘောနပ်ရပါတယ်ဒေးဗစ်ရိုင်ယာပေါင်တသိန်းအခြေခံလာတာဘောနပ်1.3 million ရီကာဒိုကလာဖီယိုရီ တပတ်လောက်ကပေါင်3သိန်း2000ဘောလုံးရသည့်တရားသည့်ပြီးတိုင်းရမယ့် bonus 1.5 million မီကယ်မီရီနိုတပတ်လောက်ကပေါင်3သိန်း3000ဘောလုံးရသည့်တရားသည့်ပြီးတိုင်းရမယ့် bonus ပေါင်1.6 million နိုနီမဒူဝကေတပတ်လောက်ကပေါင်3သိန်းခွဲတောင်ရပါတယ်ဘောလုံးရသည့်တရားသည့်ပြီးတိုင်းရမယ့် bonus ကတော့ပေါင်1.9 million ဖြစ်ပါတယ် Gabriel Magahis တပတ်လောက်ကပေါင်3သိန်းခွဲဘောလုံးရသည့်တရားသည့်ပြီးတိုင်းရမယ့် bonus ပေါင်2.6တန်းဘန်ဝိုက်တပတ်လောက်ကပေါင်3သိန်းခွဲဘောနပ်တစ်နှစ်ပြင်ရမယ့်အမောင်ပမာဏ1.9 million နောက်တစ်ယောက် Gabriel Martinelli တပတ်လောက်ကပေါင်3သိန်း8000ဘောလုံးရသည်တရားသည်ပြီးတိုင်းရမယ့် bonus ကတော့2.3 million ဖြစ်ပါတယ်အဲ့တော့ဂါဘီအငဲကောင်ကိုအာစတန်အသင်းကဘာကြောင့်ရောင်းချင်နေတယ်လဲရောင်းတန်းတင်နေလဲဆိုတော့ဒီလောက်ကပမာဏကြောင့်ဖြစ်ပါတယ်တသိန်း8000နဲ့ ဘောလုံးရသည်တရားသည်ပြီးတိုင်းပေးနေရတဲ့ bonus က2.3 million ဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ခုပေါင်းပေးနေရတဲ့လောက်ခပမာဏသည်ဘောလုံးရသည်တရားသည်မှာပေါင်17.8တန်းတောင်ရှိတဲ့အတွက်ကြောင့်ပါကဲနောက်တရားကတော့အစည်းပါတပတ်လောက်ခပေါင်း3800ရပါတယ်ဘောလုံးရသည်တရားသည်ပြီးတိုင်း2.3 million ရပါတယ်။ဂါဘီအငယ်ကောင်နဲ့အစည်းတို့ရနေတဲ့လောက်ခပမာဏသည်တူတူပါပဲ။နောက်တစ်ယောက်က Trouser ပါ။အဲ Trouser ကလည်းအစည်း Martinelli တို့ရနေတဲ့လောက်ခပမာဏနဲ့တူတူပါပဲခင်ဗျ။ ။နောက်တစ်ယောက်ကတော့ဘူခယိုစာကာဖြစ်ပါတယ်။တပတ်လောက်ကပေါင်3000 900ငွေပါ။ဘလုံးရတီတရားတီးပြီးတိုင်း5.2 million ရပါတယ်။ချွင်းချက်တစ်ခုရှိပါတယ်။စာကာတိတ်မကြခင်အချိန်တွေစာချုပ်တန်တိုးဖို့ confirm ပါ။အခု capology.com မှာမဖော်ပြသေးဘူးဆိုရင် salaryrelease.com မှာတော့ဘူကာယိုစာကာသည် Arsenal အသင်းမှာလောက်ခပမာဏအများဆုံးရနေတဲ့ကစားသမားဖြစ်နေပါပြီ။တပတ်ကိုပေါင်3သိန်းနဲ့ Arsenal အသင်းကပြောင်းလဲစာချုပ်ချုပ်ဆိုထားပါတယ်။စာကာတရားကတော့ချွင်းချက်ပေါ့နော်။ โอเคနောက်တရားတော့ Yorkies ဖြစ်ပါတယ်တပတ်လောက်ခပေါင်2သိန်းမှာဘောလုံးရသည်တရားသည်ပြီးတိုင်း2.6 million ရပါတယ် Rice ကတော့တပတ်လောက်ခပေါင်2သိန်း4000ကျော် bonus 3.1 million Odiga လည်း declarize ရနေတဲ့လောက်ခပမာဏနဲ့တူတူပါပဲ William Saliba တပတ်လောက်ခပေါင်2သိန်းကျော်ဘောလုံးရသည်တရားသည်ပြီး bonus ကတော့1.9 million ရပါတယ် ဂေဘရီယယ်ဂျေဇူးကတော့တပလုခပေါင်3600တောင်းခွဲဘလုံးရသည်တရားသည်ပြီးတိုင်းအမတန်မတန်များပြားတဲ့ bonus ရပါတယ်3.4 million ဖြစ်ပါတယ်နောက်ဆုံးတရားကတော့ Kai Harvest ဖြစ်ပါတယ် Harvest ကတော့ တပတ်လောက်ကပေါင်2သိန်း8000စာကာစာချုပ်တက်တဲ့မတိုးခင်အချိန်ထိလောက်ကပမာဏအများဆုံးရနေတဲ့သူပါအခုချိန်မှာတော့ဒုတိယနေရာရောက်သွားပါပြီဘောလုံးရသည့်တရားသည့်ပြီးရင်သူရမယ် bonus ကတော့2.6 million ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ Arsenal ကစားသမားတွေနောက်ဆုံးရရှိနေတဲ့လောက်ကပမာဏ update ဖြစ်ပါတယ် capology.com ကနေကောင်းထုတ်ပြီးတော့တင်ဆက်ပေးခဲ့တာပါအဲ့တော့ Ivan Nigo တွေရောဘယ်ကစားသမားတွေကလောက်ကပမာဏတွေများစွာရနေလဲဘယ်ကစားသမားတွေကနည်းနေလဲ comment မှာရေးသားပေးသွားကြပါအောင်ခင်ဗျ